Hello everyone, I am Teacher Day. Today, I will teach you Grade 9 English Unit 3 Lesson 4. Have you booked a holiday this year? Learning outcomes. Editing and salary go to be done in the Cheru Yashime, learning outcomes. After this lesson, you will get to know. the uses of present perfect tense the uses ဆိုတော့အသုံးအနှုန်းလေးတွေ or present perfect tense ကို sentence တိုင်းမှာဘယ်လိုသုံးလဲဆိုတဲ့အသုံးအနှုန်းလေးတွေကိုသိလာရမယ်ပြီးသွားရင်တော့နောက်တစ်ချက်က write an inquiry letter inquiry letter ရေးတတ်ရမယ်ဆိုတာသတင်းချက်လက်စုံစမ်းမှုပေါ့နော်စုံစမ်းမေးမြန်းခြင်းနဲ့ letter လေးတစ်စောင်ရေးတတ်သွားရမှာပဲဖြစ်ပါတယ်နော် lesson 4 have you booked a holiday this year have you booked a holiday ဆိုတော့ holiday address have you booked ကြိုတင်ပြီးတော့အစီအစဉ်တွေဆွဲပြပြီလားကြိုတင် booking လုပ်ထားပြပြီလားတဲ့ this year ဒီနှစ်အတွက်ပေါ့နော်ဒီနှစ် holiday အတွက် book လုပ်ထားပြပြီလားတဲ့အဲ့တော့ဒီမှာစင်ကြယ်တို့ဒီ writing and letter of inquiry inquiry သတင်းအချက်အလက်လေးတွေစုံစမ်းမေးမြန်းတဲ့ letter လေးရင်းနှီးလေးကိုသူကတင်ပေးမှာပဲဖြစ်ပါတယ်နော်အရင်ဆုံး writing formal letter ပုံစံတကျစာရေးသားနည်းလေးကိုတင်ပေးမှာပဲဖြစ်ပါတယ် number 1 study the elements of a formal letter study လေ့လာကြည့်အောင် net the elements of a formulata formulata မှာပါဝင်မဲ့ element မျိုးစားလေးတွေကိုတစ်ချက်လို့လေ့လာရအောင် formulata ရေးရင်ဘာတွေပါရမလဲဆိုတာပေါ့เนาะအဲ့တော့ number 1 address of the sender address ဆိုတာဘာတော့လိပ်စာပါ of the sender ဒီစာပေးပို့မဲ့သူရဲ့လိပ်စာဒီပထမဆုံးနေနဲ့ number 1ချက်နေနဲ့ပါရမှာဖြစ်ပါတယ်အဲ့တော့ address of the sender ဆိုတာဘာလဲတဲ့ sender's address ပေးပို့သူရဲ့လိပ်စာပဲဖြစ်ပါတယ်ဘယ်နှမှာရေးရမှာလဲဆိုရင် at the top left corner of the letter လက်တာတို့ရေးမဲ့လက်တာရဲ့ top လက်ဘယ်ဘက် down take ကလေးမှာရေးပေးရမှာပဲဖြစ်ပါတယ် example အပြင်တော့ဒီမှာရေးထားပေးပါတယ် example ဆိုရင် number 2 bagan street ကမာယုရန်ကုန်အဲ့မှာမြို့နာမည်ကမာယုလေးရေးပြီးတာနဲ့ပြီးမှာ comma လေးခံပေးဖို့လိုပါတယ်เนาะ ပြီးရင်တော့ဒုတိယပါရမယ့်တစ်ချက်ကတော့ date ဖြစ်ပါတယ် date ကတော့ the date on which the letter is begin written ကျတို့ရေးမဲ့ letter ရေးမဲ့နေ့အဲ့ဒီနေ့ရဲ့ date ကိုရေးပြရမှာဖြစ်ပါတယ် example အားဖြင့်ဆိုရင်တော့ဥမာ October 1 2023တို့မဟုတ်2023 1 October 2023 1 10 2023ဆိုပြီးတရက်စေလာ2023အဲ့လိုပုံစံလေးနဲ့လည်းရေးပြလို့ရပါတယ်ပြီးရင်တော့ number 3 address of the recipient recipient မဲ့ဆိုတာ recipient ဆိုတာသူစာကိုလက်ခံမဲ့သူရဲ့ address လိပ်စာပါ recipient's address လက်ခံသူ၏လိပ်စာ below the date date အောက်မှာရေးပြရမှာဖြစ်ပါတယ် example အဖြစ် the aurora hotel number 2234 strand road ngapelli myanmar ဒီလိုလေးမျိုးလေးပေါ့နော် example လေးပေးထားပါတယ်ပြီးရင်တော့ recipient address ပြီးရင် number 4အနေနဲ့ကျွန်တော်တို့ဒီ subject ပါရပါမယ် subject ကတော့တနည်းပြောရင် purpose of writing this letter ဒီစာရေးရခြင်းရဲ့ရည်ရွယ်ချက်အကြောင်းအရာပေါ့တနည်းပြောရင်တော့ဘာကြောင့်ဒီစာကိုရေးပါတယ်ဆိုတဲ့အချက်ကလေးပါရပါမယ် example အဖြစ်ဆိုရင်တော့ဥပမာတကြော inquiry letter ရေးမယ်ဆိုရင် inquiry စုံစမ်းမြင့်မြင့်ချင်ပါတယ် about room reservation သို့မဟုတ် room discount သို့မဟုတ် hotel facility စုံစမ်းမဲ့ဘာလို့လဲ room reservation အခန်းခြေနေရဲ့နောက်ပြီးတော့ discount ရှိသလားသို့မဟုတ် hotel facility hotel ရဲ့ဝန်ဆောင်မှုပိုင်းအနေနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းခြင်းပါတယ်ဆိုရဲ purpose ရွေချက်လေးကို subject နေရာမှာကျွန်တော်ထည့်ပြီးတော့ရေးပြရပါမယ်ပြီးသွားရင်တော့ number 5အချက်အနေနဲ့ greeting ို့မဟုတ် salutation ပေါ့ greeting နှုတ်ဆက်ခြင်း salutation နှုတ်ဆက်စကားပြောရမယ်ပေါ့နော်စပြီးတော့စာရေးတော့မယ်ဆိုရင်ကျွန်တော်နှုတ်ဆက်မယ်ဒါဒါကတော့အများရန် formal salutation တို့မဟုတ် formal greeting အနေနဲ့ dear ဘသူဘသူပေါ့ဒီလိုမျိုးလေးပဲစလိရှိတယ် example အဖြစ်ဆိုရင်မှကြည့်အောင်နော် dear sir တို့မဟုတ် dear madam ဒါကတော့ကျွန်တော် if we don't know the recipient by name တို့စာအောင်လက်ခံမဲ့သူရဲ့နာမည်ကိုအတိအကျမသိဘူးဆိုလို့ရှိရင် dear sir တို့မဟုတ် dear madam ဆိုပြီးတော့အစပြုပေးရမယ်အဲတကယ်လို့များသူတွေက by name နဲ့သိတယ်ဆိုရင်တော့ dear ဦးလှအတို့မဟုတ် dear don ya dear mr smith dear mrs angel ဒါမျိုးလေးပေါ့ if we know his her name သူတို့ရဲ့နာမည်တိကျသိရဲဆိုရင်တော့အဲ့ဒီနာမည်လေးနဲ့စာပြီးတော့ရေးပေးရမှာပဲဖြစ်ပါတယ်เนาะပြီးတော့ရင်တော့နာမည်6အနေနဲ့သူတို့ body ဘိုင်းကိုရောက်သွားပါပြီ body ဘိုင်းကတော့မြန်မာလိုပြောမယ်ဆိုရင်တော့စာကိုပေါ့ main message of the letter written in block format main message အဓိကပေးတဲ့ message ပါအဓိကတချို့ရေးတဲ့အကြောင်းအရာတွေအလုံးကို body ဘိုင်းမှာရေးရမှာပါ of the letter written in the block format တို့ရဲ့ပုံစံတကျရင်းနှီးလေးအတိုင်းပဲဒီ body ဘိုင်းမှာတကျတို့သိကျင်တဲ့အချက်အလက် message တွေအားလုံးကိုထည့်ပြီးတော့မေးရမှာပဲဖြစ်ပါတယ်ရေးပြရမှာပဲဖြစ်ပါတယ်เนาะဥမာဖြင့် I'm writing this letter to inquire about the price of your hotel room. I'm writing this letter ကျွန်တော်ဒီစာကိုရေးရတာကတော့ to inquire စုံစမ်းမေးမြန်းခြင်းလို့ပါ about the prices of your hotel room. အင်းတို့ရဲ့အခန်းတွေရဲ့ prices ဆိုတော့ဈေးနှုန်းနဲ့ပတ်သက်ပြီးသိချင်လို့ဒီစာလေးကိုရေးလိုက်တာပါ။အော်သို့မဟုတ်နောက်တစ်ခုဆိုရင် who will be arriving on christmas if i would like to know who will be arriving on christmas if ကျွန်တော်တို့တွေကတော့ christmas အကျိုးညမှာရောက်မှာပါ i would like to know ကျွန်တော်သိချင်တဲ့ကတော့နောက်ကဘာ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 ပေါ့ဆက်ပြီးတော့ထည့်ပြီးတော့မေးပေးလို့ရပါတယ်ဒါမျိုးလေးတွေရေးလို့ရပါတယ်နောက်ထပ် example တစ်ခုအနေနဲ့ i am writing this letter to inquire about the room and spot facility of your hotel i'm writing this letter ကျွန်တော်ဒီစာကိုရေးရတာကတော့ to inquire about စုံစမ်းမေးမြန်းချင်ပါတယ် the room home အခန်းနေရဲ့အခြေအနေနဲ့ and sport facility အားကစားဝန်ဆောင်မှုမျိုးတွေအားကစားဝန်ဆောင်မှုတွေရောပါရလားဆိုတာကိုမေးခြင်းလို့ဇာရေးရခြင်းဖြစ်ပါတယ်ပေါ့အဲပြီးတော့လို့ရှင်တော့ Jared body by လေးပြီးခံနေကြလို့ရှင် thank you အဲသို့မဟုတ် thank you in advance looking forward to hearing from you ဆိုရက် what's your appreciation before leave taking လို့ခေါ်တဲ့ leave taking နှုတ်ဆက်စကားမပြောခင်ရဲ့အရှိလေးမှာပြောတဲ့စကားလေးပေါ့ဥမာမင်းရဲ့ပြန်စာကိုစောင့်နေပါမယ်လို့ဒါမျိုးကျေးဇူးတင်ပါတယ်လို့ဒီအချက်လက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့နော်မင်း င်းပြန်စာမင်းစီကပြန်ပြောလာမယ့်စကားတွေကိုငါစောင့်မျှော်နေပါမယ် looking forward to hear from hearing from you ဒါမျိုးလေးတွေကို body ရဲ့ပြီးဆုံးငန်းလေးမှာရေးပေးရမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်တော့ number 7အချက်အနေနဲ့ leave taking နှုတ်ဆက်တော်မယ်စာရေးလို့ပြီးပြီလေเนาะပြီးခဲ့နေပြီဆိုတော့နှုတ်ဆက်မယ် formal leave taking ပုံစံတကျနှုတ်ဆက်ပါမယ်ပုံစံပုံစံတကျနှုတ်ဆက်နေကြစကားလေးတွေနဲ့ပဲနှုတ်ဆက်ရုံပါပဲ example အားဖြင့်ဆိုလို့ရှိရင်เนาะ you are sincerely me ရဲ့စစ်မှန်စွာဖြင့်တို့မဟုတ် you are faithfully မင်းတစ္ဆာရှိစွာဖြင့်တို့မဟုတ် best regards အမှတ်တရများစွာဖြင့်ဒါမျိုးလေးတွေစုံသက်ပြီးတော့မှအောက်ဆုံးမှာကိုယ့်ရဲ့ number 8အနေနဲ့ signature signature ကတော့အမှတ်အသားပေါ့เนาะဟိုမှာ full name of the sender ကြောက်ဒီမှာ letter ရေးပြီးဆိုရင်ကိုယ့်ရဲ့ ပေးဖို့သူရဲ့နာမည်အပြည့်စုံလေးကိုရေးပေးလိုက်ရပါပြီဥပမာအောင်အောင်ပေါ့အိစံပဲเนาะဒါမျိုးလေးကဒါဒီ formal letter တစ်ပုဒ်မှာပါရမယ်အချက်ကလေး၈ချက်ပဲဖြစ်ပါတယ်ဒီအချက်၈ချက်ပါအောင် formal letter တစ်ခုရေးပေးဖို့လိုပါတယ်เนาะ formal letter ရေးမယ်ဆိုရင်ဒီအချက်၈ချက်လုံးပါအောင်ရေးပေးရပါမယ် Number 2A label the following letter with the appropriate elements. label တက်ပေးပါတဲ့ the following letter အောက်မှာပေးထားတဲ့ letter လေးကို with the appropriate element သင်လျော်မဲ့ခေါင်းစဉ်ခွဲလေးတွေသင်လျော်မဲ့ formal letter မှာပါဝင်တဲ့ခေါင်းစဉ်လေးတွေကို label ထုတ်ပေးပါတဲ့เนาะအဲ့တော့ကျွန်တော် letter လေးကိုအရင်ဆုံးပဲဖတ်ကြည့်အောင်เนาะပထမအဆုံးရေးထားတဲ့စာအကြောင်းလေးကိုကြည့်မယ်ဆိုရင် number 2 Sagai Street ကမာရွရန်ကုန် အမှန်နဲ့သခိုင်းလန်ကမာရွမျိုးနဲ့ရန်ကုန်မျိုးဆိုတာဒါဒီ formal letter တခုရဲ့ပထမဆုံးနံပါတ်1နေရာမှာရေးထားတယ်ဘယ်ဘက်တောင်မှာရေးထားတာဆိုတော့ဒါဒီပထမအဆုံးနံပါတ်1ရေးထားတဲ့ label လေးကတော့ဘာလဲလဲဆိုရင် address of the sender ပေးဖို့သူရဲ့လိပ်စာလေးကိုရေးထားတာပဲဖြစ်ပါတယ်။နော်ပြီးတော့အောက်ကတကြောင်လေးက October 25 2023 2023ခုနှစ်အောက်တိုဘာလ25ရက်ဒါကတော့ဒီစာလေးကိုရေးတဲ့ date လေးကိုရေးထားတာပါဒါကြောင့်မို့နံပါတ်2 label အနေနဲ့ကျတော့ DATE date ဖြစ်ပါတယ်ပြီးရင်တော့ date ရဲ့အောက်မှာအမြဲတမ်းရေးတာကတော့ဒီမှာကြည့်အောင်နော် Happy Travel Agency Number 11 Strand Road Ngapalli Happy Travel Agency ရဲ့ number 11 strand road ငပလီမှာရှိတဲ့ happy travel agency ကိုသူဒီစာကိုပို့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကောင်လေးကတော့ address of the recipient ဒီစာလေးကိုလက်ခံမဲ့သူရဲ့လိပ်စာပဲဖြစ်ပါတယ်။ပြီးရင်တော့နောက်တစ်ခုအနေနဲ့ subject အကြောင်းအရာရေးပထမ purpose ရွေးချက်ပေါ့နော် inquiry about the room reservation အခန်းနေထားနဲ့ပတ်သက်ပြီးတော့သူဒီ inquiry စုံစမ်းမေးမြန်းချင်တာဖြစ်ပါတယ်ဒါကြောင့်မို့လားဒီ subject နေရာမှာရေးထားတာမို့လို့ number 4ရဲ့ answer လေးဒီ subject ပါပြီးတော့ရရင်တော့နောက်တစ်ကြောင်းလေးက dear sir သမုတ် dear madam ဆိုရဲဒါဒီသူဒီ သူဒီဟိုတယ်ကလူကိုလှမ်းပြီးတော့ inquiry စုံစမ်းမေးမြန်းတာဖြစ်ပါတယ်။နာမည်တိကျမသိတဲ့အတွက် Sarah တို့ Madam တို့နဲ့သူတုံးထားပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ number 5 the greeting သို့မဟုတ် salutation နှုတ်ဆက်လိုက်တာပါ။ပြီးရင်တော့အောက်မှာနောက်တစ်ခုလာမယ့်အပိုင်းကတော့ကျွန်တော်ဖတ်ကြည့်အောင်နော်။ I'm writing to inquire about a reservation at the Happy Beach Hotel. I'm writing to inquire သူစုံစမ်းမေးမြန်းခြင်းလို့ဒီစာလေးကိုရေးလိုက်ပါတယ် about a reservation at the Happy Beach Hotel. Happy Beach Hotel အကြောင်းကိုစုံစမ်းမေးမြန်းခြင်းလို့စာလေးရေးလိုက်ပါတယ်တဲ့ I have heard about this hotel from my friends. ခင်ဗျားတို့ဟိုတယ်ရဲ့အကြောင်းကိုတော့ကျွန်တော်တငယ်ချင်းတယောက်စီကနေကြားခဲ့ရပါတယ်။ But I have never been to Ngapalli before. ကျွန်တော်ရင်တုန်းကငပလီကိုတစ်ခါမှမရောက်ဘူးပါဘူးတဲ့။ We are visiting Ngapalli next month. နောက်လာမှာဆိုရင်ကျွန်တော်တို့ဒီငပလီကျွန်တော်တို့ကိုလာလဲကျွန်တော်တို့ငပလီကိုလာလဲကြမှာပါတဲ့ I would like to know the prices of the room အခန်းလေးရဲ့ဈေးနှုန်းလေးကိုသူသိချင်ပါတယ် especially အထူးသဖြင့် the ones with the sea view စီဗျူအခန်းပေါ့နော်ပင်လယ်ပြင်ကိုကြည့်လို့ရတဲ့စီဗျူလှမ်းမြင်နေရတဲ့စီဗျူအခန်းကိုသူဈေးနှုန်းလေးတည်ကျင်ပါတယ်တဲ့ but side အဲ့ဒါအပြင်တဲ့ i want to know more about the room အခန်းကျောင်းကိုလည်းပို့ပြီးတော့တည်ကျင်တယ် and sport facility အားကစားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေပါလားလို့လည်းသူတည်ကျင်ပါတယ်တဲ့ is there a gym at the hotel hotel မှာ gym ခန်းရောရှိပါသလားတဲ့အားကစားခန်းမှာရောရှိပါသလားတဲ့ i also want to know if there is a hotel restaurant အဲ့ဒါတွေအပြင် ဟိုတယ်မှာစားတောက်ဆိုင်ရောရှိရလားစားတောက်ခန်းရောရှိရလားတဲ့ and let me know it's opening hours ဖွင့်တဲ့အချိန်ကိုလည်းသူသိကြပါတယ် lastly နောက်ဆုံးအနေနဲ့တော့ may i know if we can get a discount ကျွန်တော်တို့ discount ရှော့စီးတွေကိုရနိုင်မလားဆိုတာကိုနောက်ဆုံးအနေနဲ့သူသိကြပါတယ်အဲ့တော့ looking forward to your reply မင်းရဲ့ပြန်စာကိုစောင့်မျှော်နေပါမယ်ဆိုတော့ဒီတစ်ပိုင်းလုံးနေသူမင်းမြန်းစုံစမ်းခြင်းနဲ့အကြောင်းအရာတွေအားလုံးကိုဒီထဲထဲမှာသူထည့်မိထားတာဖြစ်တဲ့အတွက်ဒါကိုတော့ကျွန်တော်က body ပိုင်းလို့လေးပဲတက်ပေးပါမယ် number 6 the body ပါ ပြီးတော့နံပါတ်7အကိုရောက်ပြီပေါ့နော်7က you're faithfully ဆိုတော့မင်းရဲ့တစ္ဆာရှိစွာဖြင့်ပါညာဆိုတော့ဒါလေးကတော့ကျတို့နှုတ်ဆက်ပြီပေါ့နံပါတ်7 leave taking ပြီးတော့တော့နောက်ဆုံးမှာကျတို့ signature လေးထည့်ပေးထားပါမယ်အောင်အောင်ဆိုပြီးဒီစာရေးတဲ့သူကအောင်အောင်မှာဇာတ်မုံနံပါတ်8ရဲ့ label လေးဒီ signature ပဲဖြစ်ပါတယ်နော်နံပါတ်2 B read the letter again and answer the following question read the letter again စစောကလက်တာလေးကိုတစ်ခေါက်ပြန်ဖတ်ပေးပါ answer the following question အောက်ဘက် question လေးတွေဖြည့်ကြည့်ရအောင် number 1 question ကတော့ who is writing this letter to whom who ဘသူက is writing this letter ဒီစာကိုရေးတာလဲ to whom ဘသူကိုရေးချင်တာလဲတဲ့အဲ့တော့ဘသူကရေးတာလဲဆိုရင်တော့ကျွန်တော်တို့ဒီ letter ရဲ့အောက်ဆုံးမှာပါတယ် signature မှာကြည့်လို့ရပါတယ်ရေးတဲ့သူရဲ့နာမည်ပါပါလိမ့်မယ်ပြီးရင်တော့ to whom ဘသူကိုရေးချင်တာလဲဆိုရင်တော့ဒီရဘသူဘသူပေါ့သို့မဟုတ်ဒီမှာသူရဲ့ sender ဒီရဘသူဘသူဆိုတာကျွန်တော်မသိဘူးဆိုလို့ရှိရင်တော့လူနာမည်အတိအကျဖိုင်နေနဲ့မရေးထားဘူးဆိုရင်သူရဲ့ center address မှာပါပါလိမ့်မယ် hotel inquiry လေးစင်တာဖြစ်တဲ့အတွက် hotel နာမည်လေးကိုတချို့ရေးပြုံပါပဲเนาะပြီးရင်တော့ what is the purpose of writing ဒီစာရဲ့ရေးရခြင်းရည်ရွယ်ချက်ကဘာလဲတဲ့ဒါကတော့တချို့ရလက်တာထဲမှာပါတယ် subject ကအပိုင်းလေးကိုယူပြီးတော့ဖြည့်ပြီးလိုက်ရင်ရပါပြီเนาะ answer လေးအနေနဲ့အောင်အောင် is writing to happy travel agency အောင်အောင်က is writing စာရေးတာပါဘယ်ကိုလဲဆိုရင် happy travel agency ကိုရေးတာပါเนาะပြီးရင်တော့သူ့ရဲ့ the purpose ကတော့ the purpose of riding is to inquire about the prices of the rooms especially the ones with the sea view purpose ရွေချက်ကတော့ of riding is to inquire inquire about the prices of the rooms or အခန်းတွေရဲ့ဈေးနှုန်းကိုသိချင်ပါတယ်တဲ့ပြီးတော့ especially အထူးသဖြင့် the ones with the sea view sea view အခန်းပင်လယ်ပြင်ကိုကြည့်လို့ရတဲ့ sea view အခန်းရဲ့ဈေးနှုန်းလေးကိုသိချင်လို့စုံစမ်းတာပဲဖြစ်ပါတယ်နံပါတ်2 question လေးကတော့ how many addresses are there in this letter whose are they how many addresses လိပ်စာဘယ်နှခုလောက် are there in this letter ဒီ letter ထဲမှာလိပ်စာဘယ်နှခုလောက်ပါပါတယ်လေ who စာရသေးဘသူတွေရဲ့လိပ်စာလဲလို့မေးတာပါအဲ့တော့ answer လေးကတော့ဒီမှာ addresses တွေနှစ်ခုပါပါတယ် there are two addresses in this letter ဒီ letter မှာ address လိပ်စာနှစ်ခုပါပါတယ် the first address ပထမလိပ်စာကတော့ belongs to အောင်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 ရဲ့လိပ်စာပဲဖြစ်ပြီးတော့ the second one ဒုတိယတစ်ခုကတော့ is the travel agency address travel agency ရဲ့ address ပဲဖြစ်ပါတယ် you know ကျွန်တော် number 3ကိုသွားကြမယ်နော် write a letter to a travel agency travel agency တခုကိုစာရေးပေးပါတဲ့ inquiring about the wingabaw elephant camp inquiring စုံစမ်းပေးမြန်းမယ် about the wingabaw elephant camp ဆိုတော့ wingabaw စင်စခန်းအကြောင်းကိုတချို့တို့တွေစုံစမ်းပေးမြန်းရအောင်လို့ letter လေးတခုရေးရအောင်เนาะအဲ့တော့ letter ထဲမှာသူကပါရမယ့်အချက်တွေကိုအောက်မှာပေးထားပါတယ်ဘာတွေပါရမှာလဲဆိုရင်ပထမဆုံးအချက်အနေနဲ့ location wingabaw elephant camp ရဲ့ location အကြောင်းကိုမေးရမယ်သူရဲ့ letter ထဲမှာ location ကြောင်းကိုထည့်ပြီးတော့မြေပေးရမယ်ပထမဆုံးချက်ပြီးရင်နောက်ဘာတစ်ချက်ပါရမလဲဆိုရင် accommodation နေရာထိုင်ခင်းပေါ့ဒီကျတို့အဲ့ဒီမှာပန်းဖြေလို့ရမယ်နေရာလေးတွေတဲခိုးဖို့အိမ်လေးတွေရှိသလားဟိုတယ်ရှိသလားဒါမျိုးတွေဒီကျတို့ဟိုတယ်ရဲ့အနေထားကဘယ်လိုလဲအခန်းရဲ့ service ကဘယ်လိုရှိသလဲဒါတွေမေးရမှာပါ inquiry လုပ်ပေးရမယ်ပြီးွားလို့ရှိရင် activities လုပ်ငန်းတွေကျတို့အဲ့မှာဘာတွေလုပ်လို့ရလဲစင်စည်းလို့ရလားအဲ့ဒါပြင်ဘာတွေကစားလို့ရသေးလဲเนาะ အဲ့ဒါတွေကိုထည့်ပြီးတော့မေးပြရပါမယ်ပြီးရင်တော့နောက်ဆုံးတစ်ချက်ကတော့သူက facility သူရဲ့ဝန်ဆောင်မှုတွေအဲ့ဒီမှာရနိုင်တဲ့အချက်တွေဘာတွေများရနိုင်သေးလဲဆိုတာကိုထပ်ပြီးတော့စုံစမ်းမေးမြန်းပေးရမှာပဲဖြစ်ပါတယ်เนาะဒါဆိုရင်တော့ number 3 question လေးလည်းပြီးသွားပါပြီ This is the last of my lesson see you on next lesson thank you